မင်္ဂလာပါခင်ဗျရေကုန်ခေတ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းကျပ်ပရောင်းမြို့နယ်ထောက်ရှာခြေရွာကမောင်းအောင်လင်းနိုင်စုသူဟာစစ်မှုထမ်းမှုမဲပေါက်သွားတဲ့အတွက်စစ်တပ်ထဲတော့မဝင်ဘူးဆိုတဲ့တေတန်းစာရေးထားခဲ့ပြီးသူ့ကိုယ်သူကြိုးဆွဲချအဆုံးစီရင်သွားတယ်ဆိုပါလေမရရနဲ့ကျပ်ပရောင်းမြို့နယ်တွေမှာစစ်မှုထမ်းမှုစရင်လိုက်ကောက်နေတဲ့အောက်ချုပ်ရေးမှုအောင်ကိုကိုနဲ့တင်ဆိုင်ဆိုသူတို့နှစ်ဦးပြေခတ်ခံရပြီးနှစ်ဦးလုံးပြေကုန်ကြပြီ အဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့မန္တလေးတိုင်းကျောက်ပတောင်မြို့နယ်ကထောက်ရှာချေးရွာမှာအသက်28နှစ်အရွယ်မောင်အောင်လင်းနိုင်စသူဟာစစ်မှုထမ်းဖို့မဲပေါက်သွားတဲ့အတွက်သူ့ကိုယ်သူကြိုးစွဲချအဆုံးစီရင်ပြီးကွယ်လွန်သွားတယ်လို့ဆွေမျိုးတွေကအတိအပြုပြောထားပါတယ်။မတ်လ22ရက်နေ့ညနေပိုင်းကကျောက်ပတောင်မြို့နယ်ထောက်ရှာချေးရွာမှာအသက်28နှစ်အရွယ်မောင်အောင်လင်းနိုင်စသူဟာ စစ်မှုထမ်းမှုမဲပေါက်သွားတယ်ဆိုပါတယ်အဲ့ဒီနော်မအောင်လင်းနိုင်ဟာထွက်ပြေးဖို့လုပ်ပေမဲ့မိဘဆွေမျိုးတွေကကြံရစ်တဲ့မိသားစုဝင်တွေကိုစစ်တပ်ကပြဿနာရှာမှာဖြစ်တဲ့အတွက်ထွက်မပြေးဖို့တားဆီးခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်မှာတော့မအောင်လင်းနိုင်ဟာမတ်လ21ရက်နေ့မှာပဲစစ်တပ်ထဲတော့မဝင်ဘူးဆိုတဲ့တည်တန်းစာကိုရေးထားခဲ့ပြီးသူ့ကိုယ်သူကြိုးစွဲချပြီးအဆုံးစီရင်လိုက်တဲ့အတွက်ကွယ်လွန်သွားပြီလို့မိဘဆွေမျိုးတွေကပြောထားပါတယ်ဒါပြင်မအောင်လင်းနိုင်နဲ့အတူမဲပေါက်ခဲ့တဲ့ထောက်ရှာကြေးရွာကလူငယ်တအူးဟာ မလေးရှားနိုင်ငံမှာရောက်နေတဲ့အတွက်အကြမ်းဖက်စစ်တပ်ကအဲဒီလူငယ်ကိုမရမက ပြန်ခေါ်ဖို့မိသားစုကိုဖိအားပေးနေပြီမလာရင်ဖခင်ဖြစ်တဲ့သူကိုစစ်တပ်တဲခေါ်သွားမယ်ဆိုပြီးတော့ပါအကြမ်းဖက်စစ်တပ်ကချိန်ချောက်ပြောဆိုနေတယ်လို့လည်းသိရပါတယ်ခင်ဗျတစ်ဖက်မှာတော့မန္တလေးတိုင်းကမတရားနဲ့ကြောက်ပဒေါင်းမြို့နယ်တွေမှာစစ်မှုထမ်းဖို့စည်ရင်လိုက်ကောက်နေတဲ့အုတ်ချုပ်ရည်မှုအောင်ကိုကိုနဲ့တင်းစိန်ဆိုသူတို့နှစ်ဦးပြစ်ခတ်ခံရပြီးနှစ်ဦးလုံးပြေကုန်ကြပြီလို့တော်လန်ရေးတပ်ဖွဲ့နဲ့ဒေသခံပြည်သူတွေကပြောပါတယ် မတ်လ23ရက်နေ့ကပဲမရယာမြို့နယ်ဟန်လင်းကျေးရွာမှာအကြမ်းဖက်စစ်ကောင်စီခက်လက်နက်ကိုင်းအုပ်ချုပ်ရေးမှုအောင်ကိုကိုဆိုတဲ့သူဟာလူငယ်တွေကိုစစ်မှုထမ်းမှုစရင်လိုက်ကောက်နေတဲ့အချိန်ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကနေပြစ်ခတ်ရှင်းလင်းရမှာနေရမှာတွင်ပွဲချင်းပြီးကိုသေသွားပြီသူစီကနေတနက်တလက်ကိုပါတိမ့်စီရရှိခဲ့တယ်ဆိုပါတယ်အလားတူမတ်လ23ရက်နေ့ည10:00နာရီလောက်ကလေကျော်ပရောင်းမြို့နယ်တပြေကိုင်းကျေးရွာအုပ်ချုပ်ရေးမှုတင်ဆိုင်ဆိုတဲ့သူကို အမီမတိတနက်သမားတွေကနေပြစ်ခတ်ရှင်းလင်းရမှာအုတ်ကြီးတင်စိန်လဲပွဲချင်းပြီးကိုသေသွားတယ်လို့ဒေတာကန်ပြည်သူတွေကပြောပါတယ်အဲ့ဒီလိုတရထဲမှာပဲပြစ်ခတ်ရှင်းလင်းခံရတဲ့အုတ်ချုပ်ရေးမှုအောင်ကိုကိုနဲ့တင်စိန်ဆိုသူတို့နှစ်ဦးဟာအကျန်းဖတ်စစ်တပ်အတွက်လူငယ်တွေကိုစစ်မှုထမ်းဖို့အားကြိုးမန်တက်လိုက်လံစရင်ကောက်နေတဲ့သူတွေဖြစ်ပြီးအခုတော့သေကုန်ကြပြီလို့တော်လန်ရေးတပ်ဖွဲ့နဲ့ဒေတာကန်ပြည်သူတွေကပြောထားပါတယ်ခင်ဗျဒီတခါစကိုင်းတိုင်းဘက်မှာလေ ရွှေဘုံမြို့မှာလူငယ်တွေကိုစစ်မှုထမ်းဖို့စရင်လိုက်ကောက်နေတဲ့ထွေအုပ်အငဲတန်းစရင်မျက်မြငိမ့်ဆိုသူပြစ်ခတ်ခံရပြီးလေသွားပြန်ပြီလို့ရွှေဘုံအာမန်မြို့ပြပျောက်ကြားတက်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါလေမတ်လ24ရက်နေ့ဖြစ်တဲ့မနေ့ကပဲရွှေဘုံမြို့ပေါ်မှာလူငယ်တွေကိုအတင်းအဓမ္မစစ်မှုထမ်းဖို့စရင်လိုက်ကောက်နေတဲ့အကျန်းဖတ်စစ်တဲ့တောက်တိုင်းအမှတ်ခွနဲ့ထွေအုပ်စရင်မျက်မြငိမ့်ဆိုသူကိုမြို့ပြပျောက်ကြားတက်ဖွဲ့ကနေသူ့ရဲ့နေအိမ်မှာပဲဝင်ရောက်ပြစ်ခတ်ရှင်းနေရမှာ ွဲချင်းပြီးကိုသေသွားတယ်ဆိုပါလေအဲ့ဒီလိုလူငယ်တွေကိုစစ်မှုထမ်းစင်ရဲ့လိုက်ကောက်နေတဲ့မျက်မျက်ညှိဆိုသူကိုဒေါ်လာရင်တက်တွေကနေမြို့ပေါ်အထိတက်ပြီးတော့သူ့ရဲ့နေအိမ်ထဲအထိဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တဲ့အကြောင်းကိုစစ်တပ် lobby တွေရဲ့ Telegram channel တွေမှာဒေါ်လာရင်တက်တွေမြို့ပေါ်အထိတက်ပြီးရှင်းလင်းနေပြီဆိုတဲ့သတင်းတွေပါတင်နေကြပြီလက်ရှိမှာတော့အဲ့ဒီထွေအုပ်စရိတ်မျက်မျက်ညှိစီကနေလူငယ်တွေကိုစစ်မှုထမ်းစင်ခေါ်ဖို့စာရွက်စာတမ်းတွေနဲ့သူ့ရဲ့ရုံးဝင်နှန်းကက်တွေကိုပါတင်စီနိုင်ခဲ့တယ်လို့ ရွှေဘိုအမန်မြို့ပြပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်လက်ရှိရွှေဘိုမြို့နယ်မှာအကြမ်းဖက်စစ်တပ်အတွက်လူငယ်တွေကိုစစ်မှုထမ်းမှုအတင်းကျပ်စရင်လိုက်ကောက်နေတဲ့စစ်တပ်ဒေါက်တိုင်အုပ်ချုပ်ရေးမှုတွေနဲ့အပေါင်းပါတွေရဲ့စရင်အတိအကျကိုပါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကရရှိထားတဲ့အတွက်စစ်တပ်ဒေါက်တိုင်အုပ်ချုပ်ရေးမှုတွေနဲ့အပေါင်းပါတွေအနေနဲ့မိမိတို့ရဲ့လောက်ရက်တွေကိုရက်တန်းကမရက်ရင်တော့ဆက်လက်ရှင်းလင်းအရေးယူသွားမှာဖြစ်တယ်လို့လေရွှေဘိုအာမန်မြို့ပြပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ အခုတခါချင်းပြည်နယ်ဘက်မှာလေတီးတိမ်မြို့နယ်မှာအကြံဖက်စစ်ကောင်စီအတွက်အတင်းအဓမ္မလူငယ်တွေကိုစစ်မှုထမ်းခိုင်းမှုလူသစ်စုဆောင်းနေတဲ့ဌာနဆိုင်ရာဝန်ထမ်း၅ဦးကိုဖမ်းဆီးရမိထားတယ်လို့ PDF ဇိုလန်တပ်ဖွဲ့တာဝန်ရှိသူတူကရှင်ကုန်ခစ်တက်ကိုပြောပါတယ်ဒီကနေ့မတ်လ25ရက်နေ့မှာပဲတီးတိမ်မြို့ပေါ်မှာအကြံဖက်စစ်ကောင်စီအတွက်လူငယ်တွေကိုစစ်မှုထမ်းခိုင်းမှုစရင်လိုက်ကောက်နေတဲ့စစ်ကောင်စီလက်အောက်ခံစီပင်ဌာနကလက်ထောက်အင်ဂျင်နီယာတူ ရိစံမွေးမြူရေးနဲ့ကုသရေးဦးစီးဌာနကဒုကြည့်ချက်ရေးတူထွေအုပ်ယုံကစရေးတူအာကစားဝင်ကြီးဌာနကအာကာမှုတူနဲ့လဝကဌာနကအငယ်တန်းစရေးတူစုစုပေါင်း9ဦးကို PDS ဇိုလန်တပ်ဖွဲ့တွေကနေမြို့ပေါ်အထိတက်ပြီးဖမ်းဆီးခဲ့တယ်ဆိုပါလေလက်ရှိမှာတော့အဲ့ဒီစစ်မှုထမ်းစီးရင်လိုက်ကောက်နေတဲ့စစ်တပ်တောက်တိုင်း9ဦးလုံးကို PDS ဇိုလန်တပ်ဖွဲ့ကနေဖမ်းဆီးထိန်းသိမ်းထားပြီးစစ်ဆေးမေးမြန်းမှုတွေလုပ်နေတယ်လို့ရေယူမှုတွေပါလောက်သွားမှာဖြစ်တယ်လို့ PDS ဇိုလန်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောထားပါတယ် ဖမ်းဆီးရရှိသူစစ်တပ်တောက်တိုင်းလူပုဂ္ဂိုလ်၅ဦးဟာ PDF ဇိုလန်တပ်ဖွဲ့ရဲ့အရေးပေါ်ကြေညာချက်တတိပေးချက်ကိုဂရုစိုက်ခြင်းမရှိဘဲအကြံဖက်စကောင်စီအတွက်လူငယ်တွေကိုစစ်မှုထမ်းမှုစရင်ကောက်ပြီးစစ်သားတဲ့အဖြစ်စုဆောင်းနေတဲ့အတွက်ဖမ်းဆီးလိုက်ရတာဖြစ်ပြီးဒီခန်နားလဲပေးမှုဟာအကန့်အသတ်ရှိတယ်လို့နောက်ထပ်အကြံဖက်စစ်ကောင်စီကိုတောက်တိုင်းဖြစ်ပန်ပိုးကူညီနေတဲ့သူတွေကိုလည်းဆက်လက်အရေးယူသွားမှာဖြစ်တယ်လို့ PDF ဇိုလန်တပ်ဖွဲ့ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ ကချင်ပြည်နယ်မချမ်းဘောမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အလံငါတပ်စခန်းကစစ်သားတွေအလုံးစခန်းကိုစွန့်ခွာပြီးထွက်ပြေးသွားကြပြန်ပြီလို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။မတ်လ24ရက်နေ့ဖြစ်တဲ့မနေ့ကပဲကချင်ပြည်နယ်မချမ်းဘောမြို့နယ်ကအကြမ်းဖက်စစ်ကောင်စီရဲ့အလံငါတပ်စခန်းကစစ်သားအယောက်30လောက်ဟာ KIA နဲ့မဟာမိတ်တပ်တွေရဲ့ထိုးစစ်ဆင်လာမှာကိုကြောက်လန့်ပြီးစခန်းကိုစွန့်ခွာထွက်ပြေးသွားကြပြန်ပြီဆိုပါတယ်။အဲ့ဒီလိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေဟာ ခလာရ130တက်ကဖြစ်ပြီးလက်ရှိမှာတော့အဲ့ဒီစစ်သားတွေဟာပူတာအိုကသူတို့တရင်စီမှာတွားပေါက်နေကြတယ်လို့လဲ KIA သတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိမှာတော့အဲ့ဒီအကြံဖက်စစ်ကောင်စီရဲ့အလံငါတက်စခန့်ကို KIA နဲ့မဟာမိတ်တပ်တွေကနယ်မြေရှင်းလင်းရေးလှုပ်လိုက်ပြီလို့လဲသိရပါတယ်ကချင်ပြည်နယ်မှာ KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကနေမတ်လ9ရက်နေ့ကစတင်ခဲ့တဲ့စစ်စင်ရေးကြီးအတွင်းမှာပဲစစ်ကောင်စီတက်စခန့်ပေါင်း90ကျော်ကိုတင်ပိုက်ရရှိထားပြီး လက်ရှိမှာလဲစစ်ကောင်စီတပ်ခန့်တွေနဲ့တပ်ရင်းတွေကိုတောက်လျှောက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လဲ GIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျအခုတခါမန္တလေးမြို့မှာတော့ချမ်းရည်သာဇံမြို့နယ်ကကမ္ဘောဇာဘန်ကွယ်အမှတ်46ကိုလူသုံးဦးကဒီကနေ့မနက်ပိုင်းကပဲဓမြတိုက်သွားပြီးငွေကျပ်3000ကျော်ပါသွားတယ်လို့မန္တလေးဒေသခံပြည်သူတို့ချို့နယ်ရဲသတင်းရင်းမြစ်ကပြောပါတယ်ဒီကနေ့မတ်လ25ရက်နေ့မနက်7:00ကျော်လောက်မှာပဲ မန္တလေးမြို့ချိုင်းအီတာဆန်မြို့နယ်84လမ်း31 32လမ်းအကြားမှာရှိတဲ့ကံမောဇာဘန်ခွဲအမှတ်46ကိုလူသုံးဦးကလက်နက်တွေကင်ဆောင်လာပြီးဓမြဝင်တက်ခဲ့တယ်ဆိုပါတယ်။ဓမြတက်တဲ့သူတဦးကပစ္စတိုတနက်တလက်အခြားသူတဦးကပစိန်တလက်ကင်ဆောင်ထားပြီးဓမြဝင်တိုက်သွားတာဖြစ်တဲ့ပြင်ငွေကျပ်3000ကျော်ပါသွားတယ်လို့လက်ရှိမှာတော့ရဲတွေက CCTV ကနေတဆင့်ခြေရာခံပြီးလိုက်နေတယ်လို့လည်းရဲတရင်အရင်မြစ်ကပြောထားပါတယ်။လက်ရှိမန္တလေးပါဝင်မြန်မာတိုင်းနိုင်ငံလုံးမှာ ဗန်ဓမြတိုက်မှုတွေရွှေဆိုင်တွေကိုလူရဲမှုတွေအပါဝင်အနုကျက်စီးမှုတွေဟာတောက်လျှောက်ဆုံးလို့ကိုဖြစ်ပွားနေပြီတာချီလေးမြို့နယ်မှာဆိုရင်ဓမြတိုက်နေတဲ့အဖွဲတစ်ဖွဲကိုစစ်ကောင်စီကဖမ်းမိတဲ့အချိန်အဲ့ဒီဓမြတိုက်တဲ့အဖွဲဟာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ရုံးကဒုဦးစီးအရာရှိအေကိုကိုဦးဦးဆောင်တဲ့အဖွဲဖြစ်နေတဲ့ဆိုတာကိုလည်းစစ်ကောင်စီဘက်ကမတ်လလာဇန်မိုက်ကပဲသတင်းထုတ်ပြန်ခဲ့ပါသေးတယ်ခင်ဗျ ဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ